ဒုတိယညောင်ခံဆရာတော်ရှင်ကဝေနထေရပတိ1953 1851ခုနှစ်စတင်ဘာလ29ရက်ဂျာတာပရီနေ့ကျမ်းပီရစပါမင်းလာတီရီတီဟာသူဤဆရာတော်များဥယျာဉ်စည်ရင်အရညောင်ခံဆရာတော်ခုနှစ်ပါးတွင် 950ဆက်မြန်မာပြန်နှင့် မင်္ဂလထဒီပနီစကပြေကျန်းတို့ကို စီရင်သောရှင်ကဝင်းဒသည်ဒုတိယမြောက်ညောင်ကန်ဆရာတော်အဖြစ်ထင်ရှားသည်မင်္ဂလာဘုံကျော်ဆရာတော်ဟုလည်းခေါ်ကြသည်ဗရုံမင်းလက်ထက်တွင် ကဝိနာပိတမဝရဒသမဟာဓမ္မရာဇာတိရာဇာကုရုဘွဲ့ဆက်ကခံရ၍ အသိပညာနှင့်ပြည့်စုံသည်ဟုဆရာဆင်ဆက်ချီးမွမ်းခဲ့ကြသည်ဗြဟ္မင်းလက်ထက်အတင်အယုံ အထီကယုံတွင်အယုံဘက်မှနေ၍အတင်ကိုင်းဝင် ရွှေတောင်ဆရာတော်နှင့်စကားစစ်ထိုးရာအနိုင်ရာကြောင်းအလှူတော်မင်္ဂလာလျှောက်ထုံးခေါ်ကဝိတာရမြစ်စုတာကျမ်း၌အခြေတဝင့်မှတ်တမ်းတင်ခံရသည် ထို့ပြင် တိလဝိသောဒနီကျမ်း၌ငါတို့ညောင်ကန်ဆရာတော်ဖျားသည်မင်္ဂလာဘုံကျော်ကျောင်းအမမေတော်မြောင်းနှမ်းမိဖုရားအမိန့်တော်နှင့်တားတော်ပြည်မြင်းတဆောင်မုံးလသင်္ကန်းတော်များကတ်လူလာသည်ကိုတခွင်းစကားမြမွတ်တော်မမူအလူခံ၍တရားဟောပြီးလင်မင်းသားပြန်သာပြန်ရလေသည်နှုတ်ခွန်းဆက်မြကိုထား၍ မော်၍မြအကြည့်တော်မမူဟုမော်ခွန်းထိုးခံရသည် ကဝိန္ဒရှင်ဒုတိယညောင်ကန်ဆရာတော်1953ခုနှစ်တွင်ဘရုံမြို့ကျေးပုတလင်မြို့နယ်ညောင်ကန်ရွာ၌ဖွားသည်တနင်္လာပွားငယ်မီမောင်ရောင်ဖြစ်သည်ညောင်ကန်ရွာအနောက်တိုက်မင်းဦးဆရာတော်ရှင်ကုနာပြီလင်္ကာရာ 1931-1931ထံပညာသင်သည်မင်းဦးဆရာတော်မှာပထမကျောအောင်စံသားဆရာတော်ရှင်ညာနာဝရ1905-1953ဤတပည့်ရင်တပါဖြစ်၍ကြံယူကြံတက်ဆူယူအင်မတန်ကောင်းသည်အထာတာလိနီအထာကထာကိုနှုတ်ငုံဆောင်သည်ဟုထင်ရှားသည် မောင်ရောင်15နှစ်တွင် မင်းဦးဆရာတော်ကိုဥပစေပြု၍တာမဏိဖြစ်သည်ဘွဲ့ရှင်ကဝိန္ဒတာမဏိဝိ၍တရာတင်းကျူအဘိဓံလင်္ကာနေဝညဝတင်ယုကုန်ခဲ့သည်ဗျုဟတ်ယာဇမတ်တံပြည်တွင်ကျမ်းများကိုလည်းလိလာစီပူသည်အသက်20တွင်မင်းဦးဆရာတော်ကို ဥပစေပြု၍ယဟန်ဖြစ်သည်ယဟန်အဖြစ် ပါဠိတော်အထာကထာထိကာများဆက်လက်တင်ယူရာကျမ်းဂန်လေးမှာနှံ့ဆက်သည်အသိပညာနှင့်ပြည့်စုံသည်ဟုဆရာစင်ဆက်ချီးမွမ်းခံရသည်ညောင်ငယ်ရွာ၌စာပေပို့ချရာပေပရပိုက်မကင်ပဲနှီးဖြာနှီးရက်ရင်ပို့ချနိုင်သည်ပရိတ္တိစာပေထက်မြက်တော်လဲကိုအမှုရာနှုတ်အမှုရာမသိမ့်မှု၍အရက်ထဲမှာ ဥတီတီဟုခေါ်ကြသည်ဘရုံမင်းလက်ထက်1980-1839အမရပူရာနေပြည်တော်၌တည်တင်းသုံးရန်ပြစ်လျှောက်ခံရသည်ဘရင်စီတော်ကြီးအဖွဲ့မှအသိဆိုသော မောင်းထောင်းညောင်ကန်ဆရာတော်ဥတီတီပြောလိုက်ပါလေဟုသောတချင်းစာရာကိုတပေါင်းစနီးကောက်ယူ၍စုံစမ်းထောက်လန့်ပြစ်လျှောက်ခံရသည်ဟု ဆိုယိုးရှိသည်အမရပူရနေပြည်တော်တွင်ဗရုံမင်းဤမြောင်နှမ်းမိဖုရားအေရှင်မင်းဤမေတော်တိရိစန္နာယေနာဒေဝီသည်မဟာမုဏိဖုရားအရှိမျက်နာ၌အတွင်းအပြင်ရွှေပင်းချလေးတဲ့စေတဝန်ကျောင်းတော်ဆောက်လုပ်လှူဒန်းသည်ကျောင်းတို့ရေဆက်ချအခမ်းအနားကို1989ခုနှစ် ဇန်နဝါရီလ3ရက်အင်္ဂါနေ့တွင်ကျင်းပရာမင်းဤကလေးနှင့်မိဖုရားကိုယ်တိုင်တက်ရောက်သည်ကျောင်းတော်ကိုမင်္ဂလာဘုံကျော်ကျောင်းကပြီးဆိုက်၍ဆရာတော်အားကဝိနာပိတတမဝရဒသမဟာဓမ္မရာဇာတိရာဇာကုရုဘွေဆက်ကတိဟုမင်းလတိရိတိဟာသူဤဆရာတော်များဥည်စေရင် 1851၌တွေ့ရသည်ဘွဲ့တစိအမည်နှင့် ပတ်သက်၍ဝိဝါဒအကွဲများရှိရာတိလဝိသောဒနီကျမ်း1839ဦးရန်ဤပိရကသုံးပုံစာတန်းခေါ်ပိရကတော်တမိုင်1888၌ကဝိန္ဒာပိတတမဒဇမဟာဓမ္မရာဇာတိရာဇဂုရုဘွဲ့တစိဟု၎င်းကုံမွန်ခေ မဟာယာဇဝင်ဒုတိယအတွင်း1829တွင်မူဗရုံမင်းလက်ထက်ကဝိနာပိဒဇမဟာဓမ္မရာဇာကုရုဆရာတော်နှင့်အရိယတန်ခါ၅ပါးအားယာမညာအတိုင်းပသိင်ကိုတာနာပြုစေလွတ်ကြောင်းတွေ့ရသည်ဒုတိယညောင်ကန်ဆရာတော်ရှင်ကဝိန္ဒဤပုံနှိပ်စာအုပ်များတွင် ကဝိနာပိတတ္တမဝရတိရိဒဇ မာဓမရာဇာတိရာဇာဂုရုဘုဒ္ဓစိန်နှင့်ကဝိန္ဒာပြဝံတိရိတရမဒသမာဓမရာဇာတိရာဇာဂုရုဘုဒ္ဓစိန်နှစ်တန်ဆက်ကခံရသည်ဟုဖော်ပြကြသည်ဘရုံမင်းလက်ထက်တွင် နေတယစာပီတခိဆန်း၍နေတယအကြံများအများအပြားပေါ်ထွန်းလာသည်တန်ဃာတော်များ တပါးချင်းနှစ်သက်ရာပြန်ဆိုတကယ်တော့ ဆရာတော်73ပါဇက်အထာကရာနေတရာတရလုံးခွဲဝေပြန်ဆိုရာတောင်တွင်းဆရာတော်သည်ဧကနိပတ်ပလိုင်းဆရာတော်သည်ဒုက္ကနိပတ်မေဒီဆရာတော်သည်တိကနိပတ်ရွှေတောင်ဆရာတော်သည်စတုတ်ကနှင့်ပစ်ကနိပတ်တောင်လေးလုံးဆရာတော်သည်ဆက်ကနှင့်တတကနိပတ်ကတူးဆရာတော်သည်အထက်ကနှင့်နဝကနိပတ်ပထမဘာဂယဆရာတော်သည် ဓတကနိဧကဓတကနိပတ်စုံထားဆရာတော်သည်ဓဝရတကနိတေရတကနိပတ်မုံတော်ဆရာတော်သည်ဝိတတိနှင့်တိတိန်တနိပတ်ညောင်ကန်ဆရာတော်သည်စတ္တတိလာနှင့်ပဏာတနိပတ်မင်းရွာဆရာတော်သည်တတိနှင့်တတတိနိပတ်ပထမအစဉ်တည်းဆရာတော်သည် အတိတိနိပတ်ကို နေတရာပြန်ဆိုခဲ့သည်ထို့သို့ပြန်ဆိုရာတွင်ဒုတိယညောင်ကန်ဆရာတော်ရှင်ကဝိန္ဒသည်ဗရုံမင်းတောင်းပန်၍စတ္တာလိတာနိပတ်ဇက်အထာကထာနေတရာနှင့်ပန္နာတနိပတ်ဇက်အထာကထာနေတရာတို့ကို1980ခုနှစ်တွင်စီရင်ပြီးစီးခဲ့သည်ညောင်ကန်ဆရာတော်သည် စေချောင်းဤပီ16အင်္ဂါ5ချက်ရှိဗျူဟန်နေတရာကို1994ခုနှစ်တွင် စီရင်ခဲ့သည်ဗျူဟန်နေတရာမှာတီရိဝရာတမိဟိယယတိဤဒေဝထာဒီပနီခောပြဟိစတကကိုနေတရာပြန်သောဘေဒင်ကျမ်းဖြစ်သည် ရင်းဖြိုဟန်နေတရခုနှစ်တွဲသုံးအုပ်ခွေ၍1930ပြည့်နှစ်ခန့်က ပုံနှိပ်ထုတ်ဝေခဲ့သည်မောင်တောင်းတာလာပိုင်းဆရာတော်ရှင်ညာနာပြုဝင်တာလေပြုဟတ်ချန်နေတရကိုတတကဘာသာမှမြန်မာပြန်ဆိုခဲ့သည်ညောင်ငန်းဆရာတော်ရှင်ကဝိန္ဒသည်ကိုချောင်းဤပိနှစ်အင်ကနှစ်ချက်ရှိ မဟာဝင်တပတ်နေတရာနှင့်ဂါထာပေါင်း55ဂါထာဖြင့်တစားစင်အပ်သောရာဇဝင်တပတ်ကိုလည်းပြုစုခဲ့သည်ရာဇဝင်တပတ်မှာသုလာတံဘဝမဟာတံဘဝမှာစတင်၍ဟန္တာဝရီပါ မင်းတိုင်မင်းဆက်ရာဇဝင်အချင်းဖြစ်သည်မင်းဆက်များကိုတေခိတရာပကံပြင်းရစကိုင်းအင်းဝါဟု ခွဲခြားထားသည် ရင်းပတ်ကိုတစ်ဆိတ်စရာတော်ရှင်ပညာတိဟ1839 1881ဒီထီကာပတ်ထီကာနေတရာပြန်၍သုံးချမ်းတွဲလျက်မဟာရာဇဝင်ကြီးထီကာပတ်နေတရာအမည်ဖြင့်1923ခုနှစ်တွင်ရန်ကုန်မြို့သူတမာဝတီပုံနှိပ်တိုက်ကပုံနှိပ်ထုတ်ဝေခဲ့သည်မိုင်းခိုင်းအတွင်းဝင်ဥယျာဉ်၏ ပိရိကတ်သုံးပုံခေါ်ပိရိကတ်တော်သမိုင်1888အရာဒုတိယညောင်ငန်းဆရာတော်ရှင်ကဝိန္ဒသည်ဝင်းတမာလာကျမ်းနှင့်တင်ချာပကတကစာကိုနေတရာကိုလည်းပြုစုခဲ့သည်တင်ချာပကတကစာကိုမှဇင်းမြမြရှင်ညာနဝိလာတာစီရင်တော် တင်ချပကာတာဘက်ကိုနေတရာပြန်ဆိုခြင်းဖြစ်သည်ရင်းဘက်ကိုပင်ညောင်ကန်ဆရာတော်ရှင်မှုနေတာတာရာက နေတရာပြန်ခဲ့ကြောင်းလေဒီဝနိတဥလာတင်ဤပိဋကတ်သုံးပုံစာရန်1940တွင် တွေ့ရသည်